မှမသိဘူးဆိုရင်တော့ယုံမှာမဟုတ်ဘူး။မယုံနိုင်ဘူး။ယုံကြည်ဖို့ဆိုတာကတော့တော်တော်ဖြစ်ရင်တော့အကောင်းဆုံးပဲ။ဘာတော့မဖြစ်သေးဘူးဆိုရင်တောင်မှနာမောပရိသရာညံသစ္စာပရိကညံဘယ်တော့ရရင်တော့ယုံနေပြီ။သစ္စာဒုက္ခအနတ္တတိပိဆိုဘောကောင်းတာပေါ့နော်။မြေောပါလာနောက်နဲ့မကျေနပ်ပဲနဲ့အရဟံပုရုဇေသုမတ္တဗံဒီလိုဖြစ်အောင်လုပ်ပါမယ်။ ။ဒါကိုယ်တိုင်သိသွားပုံလေးဒီမှာနည်းနည်းပြောပြမယ်နော်။ဖြစ်ပြီးဖြစ်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 လို့သွားနေတာ။ဖြစ်ပြက်ပြက်လည်းပြောချက်လည်းမဖြစ်တော့။ဆက်မပြောဆိုပြက်စရာရှိပါ့မလား။ပြစလည်းမရှိဘူး။ပြစ်ပြစ်ကင်းနေတဲ့စင်တွေကိုကိုယ်ရင်ရောက်သွားတယ်။ရောက်သွားပြီးတော့သောတာပန်ဖြစ်သွားပြီ။အဲ့လိုဖြစ်သွားပြီဆိုရင်ဘလို့ ပတ်လာပြီးချင်းချောင်းချင်းချောင်းအတင်းအဓမ္မပြောင်းခိုင်းခိုင်းမရဘူး။ဘာလို့လဲဆိုတော့ယုံကြည်မှုတရားတရားဆိုပြီးအဝိစာပတာဒိနာဉာဏ်ဖြင့်တဝင်သိမြင်၍ယုံကြည်သောတရားနှင့်ပြည့်စုံ၏။အစိုးကြီးရဘုံဒံဘုံကြီးဘုံဒံဘုံကြီးသိမြင်ပြီးသိမြင်ပြီးယုံကြည်မြဲလာစွာယုံကြည်မြဲလာစွာ ဲ့လိုပြောတော့နော်တို့တရားယုံနာတယ်အမျိုးပါလာယုံနာပဲရှိသေးတယ်ဒီအဲ့ဒီယုံကြည်မှုလောက်မဟုတ်ဘူးအဲ့လိုယုံကြည်မှုနဲ့ပြောမယ်ဆိုရင်ရှေ့တော့ကနော်ဓမ္မစစ်တန်တရားတရားကိုပေါ့မဟုတ်ခင်တရားလမ်းမှာဘုံနဲ့တို့လဲဆိုတော့ဥပက္ခတက္ကလုံးနဲ့တို့တယ်ဝန်စားရပါလို့ဟုတ်တယ်ပေါ့သူနဲ့တို့တယ်ဘယ်လိုခါကြတော့မြတ်စွာဘုရားကရောင်ကြီးတော်နဲ့လို့ပြီးတော့လာမျိုးမဟုတ်ဘူး။ဘုရားရှင်ဟန်တော်တပါးကဲလို့ပဲ ဲ့မဲ့အယောင်စင်းနေကြည့်နေတယ်။နောက်သိရတဲ့အခါကျတော့ဥပဒေကတော့မမေးတာလေ။ဆရာရှိတာတဲ့။သိရင်ဆရာတူလဲဆို။အမဆရာမရှိဘူးလေ။အာအနန္တစိတ်နဲ့။အကုန်သိတဲ့အောင်မြင်တဲ့ပုဂ္ဂိုလ်ပေါ့။ဆုံးဆုံးသိတဲ့ပေါ့။ပြောလိုက်တဲ့အခါကျတော့ဘောလေ။အောင်ရှင်ကဟုတ်မှာပေါ့လေ။အဲဟာကြီးတွေ့တာဘယ်မှမသိဘူး။ဘယ်ပစ္စဘူးဒီမှာပါသိကြတော့မြန်ရော။ဒီမှာတော့ဘယ်အစစ်လာတာလဲလို့မပြော ေကြမှာဂျုံလဲဆိုတော့ဟောတာမှာဖြစ်မှာဂျုံနေ။ဒါကြောင့်မို့လို့တရားမြင်မှာ